ဘောလုံးပြေးတဲ့အတွက်ဝမ်းသာစရာသတင်းတစ်ခုတင်ဆက်ပေးချင်ပါတယ်။အဲ့ဒါကတော့ကမ္ဘာဘောလုံးဖွဲ့ချုပ်ဖိဘာကပိုတဂီသင်္ကန်းဆောင်ရော်နယ်ဒိုရဲ့ပွဲပဲ့ပြစ်ဒဏ်ကိုဆိုင်းငံ့ပြင်တဲ့ဖြင့်သတ်မှတ်ပေးလိုက်တာပဲဖြစ်ပါတယ်။ကမ္ဘာဘောလုံးဖွဲ့ချုပ်ဖိဘာကပိုတဂီသင်္ကန်းဆောင်တိုက်စစ်မှုစီရော်နယ်ဒိုရဲ့ပွဲပဲ့ပြစ်ဒဏ်ကိုဆိုင်းငံ့ပြစ်ဒဏ်ဖြင့်သတ်မှတ်လိုက်တာကြောင့်စီရော်နယ်ဒိုအနေနဲ့2026ကမ္ဘာဘောလုံးအုပ်စုအဖွဲ့ပွဲစဉ်မှာပါဝင်ကစားနိုင်မယ်လို့သိရပါတယ်။ရော်နယ်ဒိုဟာအိုင်ယာလန်နဲ့ရှင်းပြန်ကစားခဲ့တဲ့ကမ္ဘာဘောလုံးချစ်စစ်ပွဲစဉ်မှာ ပြန်မဲ့နောက်ခံလူအိုရှိကိုတနောင်နဲ့တွက်ခဲ့တာကြောင့်အနီကပ်ပြခံရပါတယ်။ပွဲပဲပြစ်ဒဏ်၃ပွဲချမှတ်ခံရမှာဖြစ်ပေမဲ့အာမေးနီးယားရဲ့ပွဲကိုလွဲချောက်ခဲ့ပြီးတဲ့နောက်မှာလက်ချက်၂ပွဲကိုတော့ဆိုင်ငံပြစ်ဒဏ်ဖြစ်သတ်မှတ်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။ရော်နယ်ဒိုအနေနဲ့တနှစ်တာကာလအတွင်းမှာအလားတူပြစ်မှုမျိုးကိုထပ်မံကျူးလွန်ခဲ့ရင်တော့ပွဲပဲပြစ်ဒဏ်၂ပွဲကိုချက်ချင်းကျခံရမှာဖြစ်ကြောင်း FIFA ကကြော်ညာချက်မှာဖော်ပြခဲ့ပါတယ်။ရော်နယ်ဒိုဟာကလပ်အသင်းကစားသမားဘဝမှာအနီကပ်73ကြိမ်အထိပြသခံခဲ့ရပြီးမြေလက်ရွေးစစ်အသင်းမှာတော့ 226ပွဲမြောက်မှာမှပထမဆုံးနီကတ်ကိုပြသခံရခြင်းဖြစ်ပါတယ်။ရော်နယ်ဒိုက2026ကမ္ဘာဖလားပြိုင်ပွဲကို6ကြိမ်မြောက်ဝင်ရောက်ဆင်ပြိုင်မှာဖြစ်ပြီးတော့၎င်း၏နောက်ဆုံးကမ္ဘာဖလားပွဲစဉ်လည်းဖြစ်ပါတယ်။